အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖပြပေးမယ့်ဝတ္ထုလေးကတော့ဆ ्याम ခင်မားစင်ရေးသားတဲ့အနိုင်နဲ့အရှုံးဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်အနိုင်နဲ့အရှုံးပန်းတမာတို့ပွင့်စာညနေဖြစ်သည်ကောင်းကင်လေးထုထဲတွင်ဖုံကိုဤယနံပန်းတုံဤယနံဆောင်းဤကျွင့်ရသောနှင်းတို့ယနံဖြင့်ထုံလွှမ်းနေသည်ကောင်းကင်ရောက်မှကြောက်စရာတိန်ဤဆွေဆွေဖြင့်တွေးလိုတိတ်တဲခဲ့ပြလျက်ထွက်ပြူစအလာမင်းကိုမြင်သည် တိတ်တဲနဲ့ဆိုင်စာပြုတ်သည့်မူသားသူများကြားထဲမှာတလုံးတလီစာ ထွက်ပြူလာကြသည့်ကျဲကလေးများတိန်လိုင်းတို့ပြာရင်မုံမိုင်းစာပြုတ်လင်တောင်ရခင်းတို့စီမှမီးရှို့သောရိုးပြန့်နှံ့တင်းလာပြန်သည်တငိမ့်ငိမ့်စီသောချောင်းရည်ပင်မှလှဲတို့ဖြတ်တန်းလာကြသည်လဲဝင်ရိုးတန်တကြွကြွနွားမိခက်တန်တပန်ပန်ရေတွင်နွားတို့ယုံတန်တပွန်ပွန်လဲသမားတို့မှာဆေးလိကိုစီဖြင့်မှုန်ရီစညံ့နေကိုကြည်သည် တကူတဲ့လမ်းလျှောက်လာသူအဖို့မှာ အားလုံးသည်လွမ်းမောစရာဖြစ်သည်နေဆွေးဆွေးတိမ်များတိတ်တဲ့နှဆိုင်စာပြုတ်လာသောအမောင်သူအေးဆက်ဆက်လေးညင်းနဲ့ခရမ်းပြာရောင်ပန်းတမာပွင့်များဖုန်ကိုးချမလာမင်းနဲ့မလင်းတလက်လင်းတလက်ကျဲများလာမင်းကျဲများနဲ့စက်ကြဝလာကဘာလောကဒတ်တစ်ခုလုံးဤတိတ်တဲ့နှဆိုင် စိတ်ငြိမ်မှုနဲ့အတူမျိုးကိုဖုံတို့တဲ့တွင် သူလဲစီမျောသွားသည်ချောင်းငယ်ဤဂီတတန်ကိုကြားသည်ပလုံစီသောမြေတံများမြေရိုင်းပင်များ ိတ်ဆွဲတော်များကြတွင်ထိုင်မိပြန်သည် ရှင်မာဘာရဲ့ကြောင့်မသိနှမျောတတခြင်းကြီးစွာဖြင့်ဆူအောင်နာခြင်းလာသည်ငှက်မဲတအုပ်ကသူ့ကောင်းပေါ်မှ ဖြတ်ကျော်ပြန်တန်းသွားကြသည်ငှက်များအုံနဲ့တင်းနဲ့ဖွက်လျက်အိတ်တန်းတို့ပြန်ကြခြင်းတွင်အိမ်ကိုမခင်တွယ်သောလူသားသူ့မှာရေထဲကကြဲကွဲနှင့်လရိတ်ကိုသာအဖို့ပြရရှာသည်တခါကသူ့ကဘာသည်ရေထဲမှာလအရိတ်လိုပင် ဖိတ်စင်ကြေးမွားခဲ့ပြီး မျောလင်းချက်များအိမ်မက်များဖြင့်တိဆောက်စေသူ့နေပံပြက်လင်းခြေဦးတရာကို လွင့်ထွက်သွားခြင်းသည်သို့သောနှောင်ချီစဲကျိုးများမှရုံးမထွက်နိုင်သည်၍မမကိုတွေ့နေရမည်မမ၏လှပသောမျက်ဝန်းများကြားမှနာကြီးခါသည်သောမျက်ရည်စာတွေကို သူ့မြင်ခဲ့ရပြီပြီးတော့သားငယ်သူသွားလင်သားငယ်မှအဖေမဲ့ရှာရောမည်ပူလောင်ဆူရှာမှုသည်ရင်းညော့စီမှလဲချောင်းတဲထီတက်လာက သူ့မျက်လုံးအစုံကိုမျက်ရည်ဝိုင်းစေပြန်သည် ယောက်ျားတမ်းမဲ့မူသူမငိုပါမမအပေါ်မှာတော့သူဒီဘယ်ခါမှကောင်းနိုင်မည်မဟုတ်တော့သောယောက်ျားတယောက်ဖြစ်သည်ကိုကိုညင်စေရင်မမကိုမျက်မှန်ဒေါသဖြင့်ရင်ဆိုင်ရင်ထွက်ပေါက်ရှာမရသောဘဝတွေတွင်သူကြောင်ပိတ်မိခဲ့သည်မမသည်သူ့အတွက်ချုံမြင်သောပြရင်စက်မဟုတ် secret ကိုမိညီကရှိုက်ဖွာမိပြန်သည်ဆလန်ကရိုးရိုးစင်စင်ကလေးပင်ဖြစ်သည်အစကမမသည်သူ့အတွက်လှပသောအိမ်မက်ဖြစ်ခဲ့သည် ဒီမြို့မှာတဲစရာအဖြစ်သူ့မိခင်ကမမတို့အိမ်တို့ညွန်ခဲ့သည် မမကိုတွေ့လင်းသူချစ်ခဲ့သောညို့ကိုမိကမမ၏အယူရမှာသူ့ဘာသာနင်းမွန်ခဲ့သည်မမရင်မှာသားငယ်ခိုးဝင်စားပြုမှလန့်ဖြတ်နောင်တရက မမကိုခွာမိပြင်ခဲ့သည်မယားပဝင်းချင်းဖီအားထက် သူကိုယ်တိုင်အရှက်ကြီးစွာစိတ်ထိခိုက်သေးစွာဖြင့်မမကိုလက်ထပ်ခဲ့ရသည်ဒီတော့မှသူသိလိုက်ရသည်မမကိုမချစ်ခဲ့ ဒီနောက်ပိုင်းတွင်တော့သူသည်တေးကြီးမှရမူးတွေ့ဝေခဲ့သည်လူနာတွေခွဲစိတ်လင်ပင်အရက်မတော်ရလဲလက်တွေကကတုံကရင်ဖြစ်သည်မနဲ့စောကြီးအိယာမနိုးကမမကိုအရက်ရှာခိုင်းတတ်သည်ညိုကမမလောက်လှပသူမဟုတ်ခဲ့တိမ်မွေ့ခြင်းနဲ့ကြက်တေးတရားအေချမ်းတော်မျက်နာကလေးကိုသူမမေအိမ်တော်ကြပေးသည့်တိုင်ညို့ထံသို့အစာတို့စာရှိရေးကသူညာစေညို့တိတော့သူ့ကိုရင်ဆိုင်တွေ့ခဲ့သည်ညို့မြဝန်းများမှာကျင်နာစေအငွေကိုတွေ့သည် ကိုကိုညိုနားလဲချင်ပါတယ်။ဒါပေမဲ့ညိုစီစာမေးပါနဲ့တော့နော်။အအီးခွက်ကိုခြင်ထားတော့သူ့လက်များမှာတွေးခဲအေးဆက်သွားသည်။မမြင်ဘူးတော့လဲမိုင်ပေါင်းများစွာဝေးကွာတော့အရမသူ့ဇနီးနဲ့သားကိုညိုကစာနာတနာနေသည်။တကယ်ဆိုညိုဟာ ကိုကို တွေ့တော့မတွေ့သင့်တော့ပါဘူးကိုရဲ့။ပြန်ပြောချာစကလုံးများမှာလဲချောင်းဝရင်ဆိုနေစေ။ညိုဤငိုလူစဲမျက်ဝန်းများကိုမြင်သည်။ခွန့်လော့ပါဟုသူမပြောလို့တော့ နနစ်ကျော်သုံးနှစ်နေပါမြို့အပေါ်လှည့်စားခဲ့သောလူသားအဖြစ်သူ့ကိုယ်သူခွင့်လွှတ်စရာမမြင်တော့ဆရာဝန်ဖြစ်လာပြီးနောက်ဂုံနှင့်ငွေကိုသူဖန်တီးလာနိုင်သောအခါမိန်းကလေးများစွာဤကျင်နာခြင်းကိုရရှိခဲ့ဖို့သည်တို့ရတွင်ညိုနှင့်တိခဲ့ရစဉ်ကသူသည်ဆရာဝန်တယောက်မဟုတ်ခဲ့ပေတိတ်ပေဆိုးသွမ်းကလမ်းဘေးသို့ရောက်လူလူသူမိသားစုကိုယ်တိုင်ကလက်လျှော့ပြစ်ပယ်ထားစကာလလည်းဖြစ်၏ ညို့ကိုသူ့တငယ်ချင်းမိနွယ်၏တငယ်ချင်းအဖြစ်ဖြင့်တည်ခဲ့ခြင်းဖြစ်သည်မိနွယ်ပြောပြ၍ညို့ကသူ့အကြောင်းသိနေသည်မိနွယ်ပြောပြ၍သူကညို့အကြောင်းကြားပိုခဲ့သည်ညို့ကသူ့အကြောင်းကြားသိနေသည်မှာကောင်းတဲ့ရင်နဲ့မဟုတ် သူကတေပေသူအချစ်ရေးမှရောစာမေးပွဲတွေမှရောခဏခဏရှုံနေခဲ့သူအချစ်တစ်ခုလုံးရှုံတိုင်းစာမေးပွဲကြဆုံးသည်ဟုပြောစမှတ်ပြုခြင်းခံရသူလည်းဖြစ်သည် သူ့အိမ်ကပင်သူ့ကိုဆောင်းဝင်းတယောက်ဖြစ်လာလိမ့်အောင်မည်ဟုမယုံကြည်ရဲကြတော့သောကာလလည်းဖြစ်သည်ညိုကသူ့ကိုဒီလိုလျှော့တွက်ခဲ့၍ပင်ချစ်မိခဲ့သည်ထင်ခဲ့သည်ဟုဆိုခဲ့ဘူးသည်သို့တော်သူကတော့သူလှုပ်ချင်တာသူ ဖြစ်ချင်တာကလွဲလွင်ပါကိုမြဂယူဆိုင်တတ်သူတယောက်မဟုတ်ခဲ့ပြီညို့ကိုခမင်းရကောင်းမှန်တိလာချိန်မှာမိနွယ်နီတို့ညို့အပေါ်မှာတငယ်ချင်းဆို ဆိုရရသောကြောင့်ဖြစ်သည်မိနွယ်မှာရရော့ဖော်ရွေသူဖြစ်သောကြောင့် အိမ်ကငွေမပို့ပဲသူ့ကိုပြက်ပြက်ဆဲဆဲနှောင်းကျင်အောင်လုပ်တိုင်းမိနွယ်စီတွားတွားဆွဲရသည်မိနွယ်ကသူ့အိမ်မှာငွေမရောက်သေးရင်ညို့ထံကခဏချေသည်ဒီတို့အချင်းငါးတွေနဲ့စတင်ခဲ့ရသောဘဝလည်းဖြစ်သည်မိနွယ်ကအမကြီးလိုဆုံးမကစူစူပူပူလုပ်တိုင်းသူ့ပြောနေတတ်သည်နေရီးစားဖို့မိတာပဲစားလည်းမကျက်ဘူးနေငါပတ်စံရှိလို့ထားရမြန်ထင်းနေသလားမိနွေကပက်ပက်ဆက်ဆက်ဆိုရင်မိနွေပါဇက်ကိုကြောက်တဲ့ဖြင့်မျက်နှာငယ်ကလေးနဲ့နေတတ်သည် ညိုကသူ့ကိုအားနာစွာစောင့်ကြည့်နေတတ်ခဲ့သည်မိနွယ်ကလည်းကွာဆူမနေပါနဲ့ကွယ်ရမှာပြောတတ်ခဲ့သည်မိနွယ်ကတော့ညိုကဘာသိလို့လဲဒီကောင်ဖဲရိုက်နေတာငါတော့စိတ်ပင်ရေလောင်းဖြစ်နေပါပြီထိုစဉ်ကတော့ညိုသည်ဆောင်ဝင်များကိုလေးစားတော်လဲဈေးတွေမြတ်တာနဲ့ရေလာမြောင်းပေးလှုပ်တတ်သူမိမသားများစွာကိုရွံရှာတတ်သူလဲဖြစ်ခဲ့သည်သူသည်တေပေသောစေချောင်းသားအပေါ်မှာဂိယူနာဖြစ်ခဲ့တော်လဲ သူ့ဘဝထဲညစဉ်အိမ်မက်တွေတဲ့ထိဆွဲလန်းမိလိမ့်မည်ဟုမသိခဲ့ညို့မှလည်းချစ်သူရှိခဲ့ဖို့သည်ထိုချစ်သူနှင့် क्वे ပြီနာညိုသည် နောက်ထပ်မိသူကိုမျှချစ်ရန်မယုံရဲသောအချိန်ကာလလည်းဖြစ်ခဲ့သည်။သူလည်းသူ့အပေါ်မှာဆူဆူပူပူနှင့်ပင် အနော်တာခံတတ်သောမိနွယ်အဆောင်သို့မကြာခဏရောက်လာတတ်ခြင်းမှာငွေရည်ကြေးရဲ့အကြောင်းအကြောင်းကြီးမဟုတ်ခဲ့။အအေးဆိုင်လက်ဖက်ရည်ဆိုင်တွေမှာအတူထိုင်ကြရင်းစကားဝိုင်းဖွဲ့ပြောကြတိုင်း သူ့ကိုမမြင်သလိုကြည့်တတ်သောညို့မြဝများ၏နှက်ရှိုင်းမှုတစုံတစ်ခုသောအရာအားလွမ်းမောတတနေပုံရသောသူရှိသည်ပင်ရန်ခါမေ့နေတတ်သောမင်းကလေးတယောက်အဖြစ်ကြောင့်လဲပါခဲ့လေသည်ညို့အကြီးတွေကသူ့အတ္တကိုနှိုးဆွခဲ့သည်မိနယ်စီကညို့အကြောင်းသိရတော့သူ့လိုပင် အချစ်ကိုဆုံးရှုံးခဲ့ရသူတယောက်အဖြစ်နားလည်စာနာခွင့်ရခဲ့သည်ပြီးတော့ရန်ဖန်ရန်ခါတွင်ညိုဤမာနာညိုဤအကြည့်များမှာသူ့အပေါ်တွင်မတူမတန်သလိုရှိနေသလားတွေးခဲ့သည် ထို့ကြောင့်သူကိုယ်သူမစစ်ဆေးမိစင်မှာပင်ညို့ကိုတွေ့တာရင်ခုန်ချင်လာသည်ညို့နဲ့စကားပြောရလင်ပျော်ရွှင်လာသည်ညို့ကသူ့အပေါ်ကယူတစိုက်ရှိစေခြင်းအလေးထားစေခြင်းသည်ညို့အချစ်ကိုရဖို့မလွယ်ကူခဲ့ခြင်းကပင် သူ့ဘက်ကပို၍တန်ဖိုးထားစေသလားမပြောတတ်ညို့ကသူ့ကိုယုံစားခဲ့သူမဟုတ်ခဲ့ချစ်သူတွေဖြစ်လာတော့မှညို့ကပြောဖို့သည်ကိုဟာတိတ်ကိုထူးချွန်နေတဲ့လူတယောက်မဟုတ်တာကောင်းပါရဲ့ကွယ်။နှုတ်မို့ရင် ဆုံရှုံသွားရမှာကိုညိုကြောက်တယ်။ချစ်သူတွေဖြစ်လာကြတဲ့အချိန်ညိုနဲ့သူကနှစ်ယောက်ချင်းတွေ့ရတဲ့အချိန်ကနည်းလာသည်။မိနွယ်မပါလင်ညိုကဘယ်နေရာမှမလိုက်။မိနွယ်ကလည်းဘယ်တော့မှအာနာကချန်နေရစ်မိမိမမျိုးမဟုတ်ပါဘူး။မိနွယ်ဒီပင် သူနဲ့ညိုတို့အပြန်အလှန်တိုင်တရာနားလည်မှုလွဲကစိတ်ကောက်ကြတိုင်းဖြန့်ဖြေးရာပုံနဲ့တိုင်းပမာဖြစ်ခဲ့ပါ၏။နောက်တော့သူသည်ချစ်သောညို့အတွက်အစာချက်ခဲ့ရသည်။သူမှကိုပိုင်ရက်တည်နိုင်ဖို့အလौဒ်တစ်ခုရှိမှဖြစ်မည်။ ပြီးတော့ညို့ကိုလက်ထပ်ချင်သည်မထင်မှတ်ပဲသူကဆရာဝန်ဖြစ်လာခဲ့သည်သူတောင်တန်းများရှိရာသို့သွားရမည်ဆိုတော့ညို့ကအပြာရောင်သုံးမွေးဆွဲတာတထည်ထိုးပေးသည်ဒီအင်ကြီးညို့ကိုဝင့်ပြကညို့ဆွဲတာကအရန်ကောင်းတာပဲကောင်မလေးတွေကိုကိုဝိုင်းနေတော့မှာပဲညို့ကသူ့ရင်ဘတ်ကိုထုတ်သည်ဟွန်းကိုနော်မသွားခင်ကလေးက သူကညို့လက်တွေကို ဆွဲယူကနန်းသည် စိတ်မချရင်တခါတည်းလိုက်ခဲ့လေညိုကသူ့လက်တွေကိုပားပြန်ပေါ်တို့ဆွဲယူကလိုက်လို့မဖြစ်သေးလို့ပါနော်ညို့ကိုဒီလိုမပြောနဲ့ကွာညို့တိတ်ဝမ်းနေတာပဲညို့မျက်ဝန်းမှာ မျက်ရည်ကြီးလဲ့လဲ့လင်းလျက်ညို့မျက်လုံးလေးတွေကိုချစ်မြတ်နိုးစွာကြည့်သည်နှလုံးသားတွေကတစိမ့်စိမ့်သွေးစီးကြတန်ပင်ကြားရမည်ထင်သည်ညို့ကိုချစ်သည်စကားမပြောဘဲတယောက်ကိုတယောက်အကြာကြီးပွေဖက်ထားမိကြသည် ညို့နှလုံးသားတွေကစကားတန်တွေလဲသူ့ကြားနိုင်နားလည်နိုင်သည်ထင်သည် မာရန်တွေဝမ်းနေစကားတွေဘာကြောင့်ပြောနေကြမှာလဲညို့ဤကိုတင်းနဲ့မွေမွေနွေးသောကိုငွေတို့ကို သူအမြဲတည်ရနေတော်မူပြီးတော့ပြားရီလိုချုံမြင်သောအနံ့တွေလေတိုင်းကြော့ကြော့ဆန်ရင်စာနုနုဖြူဥသောရင်ညွန့်နေထွေးနုညံ့သောနှခမ်းနှင့်ပါပြင်းများတီတော့ညို့ကသူ့ကိုတွန့်ဖဲရုံကန်သည်လွတ်တော့ကိုရဲ့ အောက်မှာမိနွယ်စောင့်နေတယ်။သူကချက်ချင်းလွှတ်မပေး။မိနွယ်ဘာလို့ခေါ်လာရသေးတာလဲကွာ။ညိုကသူ့ပခုံးပေါ်ကကြော်ပြေးတိုင်ကက်နာရီကိုလမ်းကြည့်လိုက်ခါ။ဟော၊ကိုးနာရီခွဲတော့မယ်။ကိုလည်းပြန်တော့၊ညိုတို့လည်းပြန်တော့မယ်။သူကညိုလက်တွေကိုလွှတ်မပေးပဲဆွဲထားမိသည်။ကိုဒီညဒီမှာပဲအိတ်တော်မလို့ညိုမိနွယ်နဲ့ပြန်မလိုက်ပါနဲ့လားကွာ။ညိုကသူ့လက်တွေကိုညင်သာစွာဖြေယူကား ဘယ်ဖြစ်မလဲမိနွယ်ကိုမနေ့ဘူတာလိုက်ပို့ရအောင်ပါပြီးတော့ညိုကသူ့မျက်နှာကိုစိတ်စိတ်မကြည့်ရဲသလိုလွှဲဖယ်ကကြည့်ရင် ရှက်စနိုးဖြင့်အာယူကပြောရသည်ညိုတို့မယူမဖြစ်လို့ရွေးရတာမျိုးလဲမဖြစ်စေချင်ဘူးကိုရဲကိုပြန်လာခဲ့ပါညိုစာရန် thesis ပြီးတာနဲ့လက်ထက်ကြမယ်ကျောင်းတန်ရုံးစင်မဖြတ်တင်းနိုင်တော့ညိုကပြောသည်သူကမယုံရဲစွာဖြင့်မေးသည်ညိုကိုကိုတကယ်ဆောက်မလား 哦，没下路的路啦，姑爷。ညိုဘက်ကတော့မေးစရာမလိုခဲ့ပါတူတာစိတ်တွေကသာခြိတိုင်းမဲ့ထိန်ကိုချင်းကင်းမဲ့စွာညို့ထံသို့လေလွင့်စီမျောသွားလေရှိခဲ့တော်လေလူကိုယ်တိုင်ကမူအိမ်တောင်တည်းဟူသောခြိတိုင်းမှာနှောင်ချီမိခဲ့ပြီမိနယ်ကတော့တကယ်ကိုစိတ်ဆိုးသည်လမ်းမှာတွေ့လင်ပင်မမြင်သလိုမျက်နာလွှဲသွားခဲ့သည်စိန်ကျွန်းစည်းထဲမှာသူကဆေးဝယ်ရင်းမိနယ်ကိုအမှတ်မဲ့မြင်လိုက်တော့အတင်းလိုက်ခေါ်သည် မိနွယ်ကသူ့ကိုကြည့်ပုံကခတ်တည်တည်အတန်ကြာစိမ့်စိမ့်ကြည့်ပြီးမှမင်းလည်းဝလို့ဖြိုးလို့ပါလားသူကကိုကိုကိုဖော်သည်ဟဲအရဖော်ဖော်နေတာထင်ရဲ့မသိပါဘူးကွာညို့ကိုနှိပ်စက်လိုက်ရလို့စိတ်ချမ်းသာပြီးဝနေသလားလို့သူမျက်နာပြတ်သွားသည်မိနွယ်အထင်လွဲနေတာပါငါလည်းမပြောပါဘူးသူ့မျက်နာကတကယ်ညိုးငယ်လည်းရဲ့မိနွယ်ကငငယ်တုန်းကလိုပင်ဆိုးဆိုးဆွာဆွာပြောဖို့ပြင်သည် မင်းတငယ်ချင်းတယောက်အနေနဲ့ညို့ကိုကူညီစေချင်တယ်။ညို့ဘာဖြစ်လို့လဲ။သူစိုးရင်ထိတ်လန့်စွာမေးသည်။ညို့ကိုသူ့အိမ်ကအိမ်အောင်ချပေးချင်တယ်။အဲ့ဒါသူကမယူနိုင်ဘူးလို့နေလို့။သူမချစ်လို့နေမှာပေါ့ဗျာ။သူဝမ်းသာသွားသည်။ညို့သူ့ကိုချစ်ဆဲယူဆသည်။ဒီရွယ်မှာချစ်တာမချစ်တာရယ်မလို့တော့ပါဘူးထွန်းစော။မင်းကမင်းပြန်ကြည့်ပါလား။မင်းကမင်းချစ်သူကိုယူခဲ့လို့လား။အခုဟာကညို့အပေါ်တိတ်ကောင်းလို့နေလို့မို့လို့တို့ကအဆင်ပြေစေချင်တာ။ ။မြို့ဘဝကအထီးကျန်ဆန်လွန်းနေထွန်းစော။မင်းမတရားဘူး။မိနွယ်နဲ့တွေ့ပြီးဒီနောက်မှာတော့သူ့ကောင်းတဲ့မှာအတွေးတွေဖြင့်တိတ်သေးလာသည်။ထပ်ပေါရှာမရပဲငုံငိုင်းနေမိသည်။မြို့ကို တွေ့ခြင်းစိတ်ကတားမနိုင်စီမရဖြစ်လာသည်။ခန္ဓာကိုယ်ကခြေတလန်းမှမရွေးရမီကပင် စိတ်တွေကမြို့ထံသို့လွန်ရှည်သလိုလူလာရှက်တင်ပြေးသည်မသင့်တော်ပါလားဆိုသည့်အသည့်ကို သွားတွေ့မှဖြစ်ပြီးညို့သူ့ဘောဘယ်လိုသဘောထားသေးတယ်လဲဆိုသည့်အတိတညာမဲ့နှလုံးသားဆေးရာဖြစ်ချင်ရာဖြစ်စေစိတ်ကလွန်ဖုံသွားပြန်သည် သူ့ဘဝထဲမှာမမနဲ့တားတာမရှိလဲညို့လက်ခံပြီးဆိုရင်မမကိုတရားဝင်ကွာရှင်တော်မည်တီလိုဆက်သွားကြလဲမမရော သူ့ဘာနစ်ကြယုံသားရှိမည်ပြီးတော့အပြစ်မဲ့သောတားကလေးတားအောင်တွေးလင်တော့ရင်းထဲမှာတင်းကျပ်နာကျန်လာသည် သူနဲ့မမတို့ကွဲကြပါပြီတဲ့ ပါကလေးကဘယ်သူနဲ့နေမလဲသူကညိုရှိရာ တက္ကသိုလ်ဝင်းကျင်တို့ ရောက်ရပြန်သည်ညို့ကိုမမြင်ရမီကပင်ရှင်တဒိတ်ဒိတ် ခုန်နှင်းသည်လက်ပြာတော်တကားဤကြည်ကနေမြည်တမ်းကြောင့်အညိုဖြော့ဖြော့ဝစ်စုံနှင့်ညို့ကခေါင်းမော့ကြည့်သည်ကြက်သည်ရှိသောညို့မျက်နာကလေးမှာအတန်ငယ်တွယ်လျနေသည်မှအပလှပါစေညို့ညို့ကသူ့ကိုမမြင်တယ်လို့ကြည့်သည်ကိုပါမမမိတော့ဘူးလားညို့ ပြီးတော့မှညိုကနေရာပေးရင် တိမ်မွေ့စွာပြုံးပြသည်။ကိုဝလာတယ်ညိုမမှတ်မိလို့သူ့ရင်ထဲမှာနှင့်ငင်နဲ့ခံစားလိုက်ရသည်။သူ့ကိုညိုကအစဉ်တရိယာနေစေခြင်းခဲ့သည်။သူနန်းခဲ့ဖို့သည့်ပါမို့မို့တွေကိုခိုးကြည့်သည်။ပါပေါ်မှာနတ်သားတမြင်တစားမျှမတွေ့ရ။သူကအသက်ပြင်းရှာရင်အေးအေးဆေးဆေးစကားပြောချင်တယ်ညိုညိုကတည်ငြိမ်စွာကြည့်ကနှက်ပြန်အိမ်လာခဲ့လေចောင်းပိတ်တာပဲခုတော့အတန်းတစ်ခုလည်းဝင်ရအောင်မယ် ပြီးရင်အစည်းအဝေးလည်းရှိသေးတယ်။ကို့အတွက်အချိန်မပေးနိုင်တော့ဘူးလားညိုရဲ့။ညိုကမာနမျက်ဝန်းဖြင့်မော်ကျည်သည်။ညို့မှာဘသူ့အတွက်မှအချိန်ပေးစရာမရှိတော့ပါဘူးကို။ညိုအသက်ရှင်နေသည်ဖြင့်ငါရှုံးခဲ့ရပါလားဆိုတာတတိယနေမှာပဲ။တတိယတိုင်းလည်းညို့ဘဝဟာအတိတ်ပဲမဲ့နေမှာပဲ။စာအုပ်နဲ့မြေပြူပုံးငယ်ကိုယူကသူ့ရှိကညိုထွက်သွားတော့မတားမီတော့မမျောလင့်ပဲမိနွယ်ထံမှစာရသည်ညိုလက်ထပ်လိုက်ပြီးထွန်းစော ညိုလက်မထက်ခင်ငါစီလာအိတ်သွားတယ်။သူ့မင်းကိုတိတ်တရီရနေရှာတယ်။မင်းသူ့အိမ်လိုက်လာမလားစောင့်ပါသေးတယ်တဲ့။မင်းလိုက်မလာတာကိုပဲသူကျေးဇူးတင်နေတယ်လေ။မင်းသာလာခဲ့ရင်သူဒီလူကိုတသက်လုံးလက်ထပ်ဖြစ်တော်မှာမဟုတ်ဘူးတဲ့။ခုတော့သူအားလုံးရဲ့ဆန္ဒကိုငဲ့ညာလိုက်ရတယ်။ငါတော့တိတ်ဆိုးရိမ်မိတယ်။အိမ်တော်ရင်အဆင်ပြေပါမလားလို့ကိုသိန်းဆွေကလည်းမင်းလောက်သာဂုံတွေငွေတွေမရှိတာလူကောင်းတယောက်ပဲ။သူညို့ကိုတကယ်လဲချက်ပါတယ်။ ခုတော့တို့အဆင်ပြေကြတာတွေ့လို့တို့သိဝမ်းသာတယ်။မင်းနဲ့ရရင်တောင်းမှမြို့ဘဝဒီလိုအဆင်ပြေခြင်းမပြေမှာ။မြို့ကပြောတယ်။ကိုကပေးရတဲ့အချစ်ကပူလောင်တဲ့။ခုတော့သူ့ဘဝအေးမြနေပြီထင်တယ်။မင်းကိုအမြင်ကပ်လို့စာရေးလိုက်တာ။ဘာပဲဖြစ်ဖြစ်ကွာမင်းလည်းကို့ဘဝနဲ့ကိုအဆင်ပြေအောင်နေပါ။ရန်ကုန်ရောက်ရင်လည်းညို့စီလုံးဝမသွားပါလိမ့်နဲ့။အရင်တကညိုစီမသွားပြခဲ့ခြင်းမှာကံကြမ္မာအီလွှဲဖယ်မှုပင်ဖြစ်သည် ညိုနေကျောင်းမှာတွေ့ခဲ့ပြီးတဲ့အိမ်တို့ပြန်ရောက်စင်မှာမြို့နယ်ကကျင်းနန်းစာကရောင်းနေခဲ့သည်စိတ်ယုံကိစ္စအမြန်လာပါဟုတည်းနေလေကမိနွယ်စာကြောင့်စိတ်တွေနှောက်ကြည့်ခဲ့သည်ညိုကသူ့ကိုယ်သူရှုံးသည်ပြောခဲ့သည်ခုတော့ရှုံးခဲ့ရသူက သူအတိတ်ပဲမိခဲ့ရသည်ကသူ့ဘဝကြယ်ရောင်လက်တော်ညို့မျက်လုံးကလေးတွေနဲ့သူ့ခင်ပွန်တဲ့ကို ကြည့်နေမိကိုမြင်ရောင်လဲတဝင်းတိုးစိတ်ကငယ်တိတ်ကိုတက်ဆောင်သည်ခုတော့ညို့ပြောနိုင်ပြီပေါ့ တပားသူရဲ့အရင်ခွင်မှာတစ္ဆာတရားဤအမတ်တညာဆွဲတာအပြာကလေးကိုလည်းသူမေ့ရောမည်ညိုက ကိုကပေးရတဲ့အချစ်ကပူလောင်နေပြောခဲ့သည်ခုတော့သူသာပြန်ပြောခွင့်ရလဲအချစ်ကိုရပေမဲ့လဲတံပိုးထားရမှသာအေးမြတာမျိုးပါညိုကိုမလိုချင်ပဲရတဲ့အချစ်ဟာလဲပူလောင်တာပါပဲအရင်ကတော့ညို့ကိုသူပိုင်ဆိုင်လိုချင်လဲတစ်ချိန်ချင်းတကွေးကွေးမှာပြန်တွေ့ဆုံခွင့်ရကြအောင်မြင်ထင်သည် ခုတော့ညို့ကိုထာဝရဆုံရှုံခဲ့ရပြီညို့မှာလည်းသူ့လိုသားတွေသမီးတွေနဲ့ရုံးမထွက်နိုင်အောင်နှောင်ချီအောင်တော်မြင်သူကမျက်နာကိုလဝဖြင့်အုတ်ခါအန်ကျိတ်ရင် ပင့်သက်ရှိုင်းမိသည်တကယ်ဆုံရှုံလိုက်ရပြီဆိုမှရှင်သေးကဟာလာသည်ကမ္ဘာလောကတစ်ခုလုံးမောင်းအတိကြလည်းရဲ့အတိတ်ပဲမဲလာသည်ညို့ပါကြောင့်ဒေလူကိုယူလိုက်ရတယ်လေသူ့ပါကြောင့်ညို့စီချက်ချင်းမသွားခဲ့ရတယ်လေ ခုမှပြန်ပြင်လို့ရတော့မည့်အရာတွေမဟုတ်တော့ညို့မြတ်တာအိအမှတ်သားဖြစ်ဆွဲတာအပြာကိုခုံမင်စွာဝတ်ဆဲဖြစ်သည်တို့တော့ညို့အချက်ကိုတော့သူထာဝရဆုံရှုံခဲ့ရပြီးညို့ကိုပြန်မရတော့ဒီအတွေ့ကို တွေးမိရင်မျက်လုံးအကြည့်ဓာတ်တွေမေးမိန်ခဲ့ပြီသူ့ကြောဘက်မှတစုံတယောက်ကသူ့လယ်ဘင်းကို ဟီလေးကိုဖက်လိုက်သည်ကြည်လွင်ချိုလွင်သောရေတံကလေးဖေဖေး သူကလက်ကလေးတွေလမ်းဆွဲကပြန်ဖက်လိုက်တော့တကြိုးကလေးနဲ့သားကရဲကျဲကျဲလှောက်ခါသူ့ရှိရောက်လာသည်သားကိုဆွေကနေမယူကရင်ဝင်ထဲမှာထိုင်ခိုင်းသည်ဘာလို့ဖိဖိနောက်လိုက်လာတာလဲသားကဖိဖိပါမငုံတိတိမုန်းစိမ်မွေးများကိုပုတ်တက်ကြည့်ကမိမိကဖိဖိကိုလိုက်ရှာခိုင်းလို့လူနာတွေစောင့်နေကြတယ်တဲ့ဘာသူဒေါသဖြစ်သွားကအော်လိုက်တဲ့ဖြင့်သားခမရလမ်းဖြန့်သွားရှာသည်ဖိဖိ တာကငှက်ကလေးတကောင်ပမာကြောက်ရွံ့စွာကြည့်တော့တာအကြည့်ကြောင့်ဂယုနာတက်သွားကတာကိုရင်ခွင်မှာဖက်ထားလိုက်သည်တာတမင်းစားပြီပြီလားဟင်းအင်းဖေဖေစားပြီလားကွာခြားရဲတာကိုတနာသည်ချစ်သည်ဒီတကသူပြီးဆက်ရတော့မြစ်တာကညို့ပြောတယ်လို့ပူလာမီမဟုတ်ပါလေတင်ငုပ်ပေါ်မှာထကတာလက်ကိုဆွဲခေါ်ခဲ့သည်လာတာသွားကြစို့တာကဖေဖေလက်ကိုမြဲမြဲဆုပ်ကင်က ဖိဖိမျက်နာကိုမော်ကြည့်သည်စောစောကမှုံမိုင်းနေသောဖိဖိမျက်နာ ပြန်လဲကျင်းလင်လာသည်မြင်မှပျော်ရွှင်ကခုန်ဆွခုန်ဆွသွားသည်သားကယုံကလေးယုံမဲ့ဖိ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 ကလက်ကြီးကြီးသားတို့ပြေးပြန်ဝဲချမယ်လက်ကဖိဖိလေးသွားရသည်ယုံကလေးကခုံဆွခုံဆွနဲ့ရှေ့ကရောက်နေပြီ သူကရဲလိုက်သည်သားကခဏခဏရပ်ဆောင်နေရသည်သားကဖိဖိထံသို့ပြေးလာကဖိဖိစီလက်တွေလှမ်းလိုက်သည် ဖေဖေညဉ့်ညံရအောင်ညင်းညစ်လို့ပြီးသားကိုချီတော့ပါရာသူကစောင့်ကြောက်ထိုင်ကကြောကိုနှိမ်ပေးသည်ตาကသူ့ကုတ်ပေါ်ခွာစီကသူ့စပင်တွေကိုစောင့်ဆွဲသည်ဟဲ့မြင်းကြီးတွားတွားမြန်မြန်တွားမြင်းကြီးကရေနေသည်စောစောကတင်မောနှွမ်းနေမှုတွေဘယ်စီလွင့်မျောပြီးမသိမောင်ရီတော့ညက်နေခင်လေးနုအေးတိုက်ခတ်လာသည် သူ့စိတ်ထဲမှာပေါ်ပါစားပြူလာသည်ဒီလိုဆိုတော့ညို့ကို ခွင်လွတ်နိုင်လာသည် ဒီပွဲမှာဘယ်သူမှမရှုံးကြခင်များစဉ် Cherry Magazine မေလာ1986ခုနှစ်နားဆင်အပိတ်ခဲ့ကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်